ဟဲမင်္ဂလာပါကျွန်တော်တို့အခုလာမဲ့တင်းကွေနဲ့ဂျွန်လတ်တရက်နဲ့2025ခုနှစ်မှာကျွန်တော်တို့ဖတ်ဆိုရမယ်ကျမ်းစာတွေနဲ့ပတ်သက်ပြီးတော့ talk စုအချက်လေးကိုအနေငယ်ပြောပြချင်ပါတယ်တကယ်တမ်းကျတော့ဒီအဲ့ဒီနေ့မှာကျွန်တော်တို့ကခွန်ကျင်မြောက်ဘတ်စကတင်းကွေနဲ့ကိုကျင်းပါကြရမှာဖြစ်တယ်အဲ့ဒီနေ့မှာရှိတဲ့ကျမ်းစာတွေကိုဖတ်ကြရမှာဖြစ်တယ်ဒါပေမဲ့အာတချို့သောနေရာတွေမှာကျွန်တော်တို့ကတခင်ယေစုကောင်းကင်နိုင်ငံတော်တို့တက်ဆောင်ပင်း ကျွန်တော်တခင်ယေရှုကောင်းကင်နိုင်ငံတော်တို့တက်ကြွအရှင်ဘွေကိုကျင်းပကြရမှာဖြစ်တယ်။အဲဒါကြောင့်ဒီအဲ့ဒီဘွေရတကယ်တမ်းဆိုဒီနေ့မေလဖစနေကိုရနေမှာဖြစ်ပါတယ်เนาะတခင်ယေရှုဆင်ပြန်ထားမြောက်တော်ပြီးတဲ့နောက်ပိုင်းမှာရပောင်40ပြည့်တဲ့နေ့ဖြစ်ပါတယ်။ဆိုတော့အာဒီအရာကိုကျွန်တော်ကတနင်္ဂနွေနေ့မှာရွှေ့ပြီးတော့ကျင်းပကြရမှာဖြစ်တဲ့အတွက်ကြောင့်ဒီတခင်ယေရှုဆင်ပြန်ထားမြောက်ချင်းတဲ့ပြည့်ရပောင်40တမန်တော်ကြီးတွေနေပြီးတဲ့နောက်ပိုင်းမှာ အခုကောင်းကင်နိုင်ငံတို့ကိုတက်ကြွာလာတဲ့အချိန်မှာနော်ဒီတက်ကြွာချင်းရဲ့အထစ်တာရာကျွန်တော်ခရီးရနေတော့ဘာရီလဲဆိုတဲ့ဟာလေးကိုခုလာမဲ့တနင်္ဂနွေနေ့မှာ pass ပြရမယ်ကျန်းစာတွေအဲ့ဒီကောင်းတခင်ဆူရဲ့ကောင်းကင်တက်ကြွာချင်းဘွိုင်းနဲ့ပတ်သက်တဲ့ကျန်းစာတွေကို pass ပြီးတော့ပြောပြချင်ပါတယ်ပထမကျန်းစာအနေနဲ့တော့ကျွန်တော်တို့တမန်တော်ဝတ်ထုကြအခန်းကြီး1အခန်းငယ်1ကနေ7အထိကိုကျွန်တော်ဖတ်ရမှာဖြစ်တယ် ဒီဒီ theme မှာကျွန်တော်တို့ဘာဘောတွေ့ရတယ်လဲဆိုရင်လူတယောက်ကနေပြီးတော့เนาะအတခင်ရေဆိုရဘောဆန်အကြောင်းလေးတွေကိုပြန်ရေးသားတဲ့အကြောင်းကိုကျွန်တော်တွေ့တွေ့ရတယ်ပြန်ရေးသားပြီးပြန်ရေးသားပြီးတော့အဲ့ဒီအကြောင်းအရာလေးတွေမှာအာဒီတခင်ရေဆိုရတရားဟောခြင်းเนาะတခင်ရေဆိုရလောကကိုလာတဲ့အကြောင်းတခင်ရေဆိုနဲ့ကာတမန်တော်ကြီးတွေနဲ့ရပောင်းလေးဆင်နေတဲ့အကြောင်းပြီးတော့ အာတမန်တို့ကြည့်လို့ရမျက်မှောက်မှာတင်သူကကောင်းကင်နိုင်ငံတို့ကိုတက်ကြောတဲ့အကြောင်းအဲ့ဒီထဲမှာဆိုတော့ကောင်းကင်တမန်နဲ့ပါကပေါ်လာပြီးတော့အတူတူကောင်းကင်နိုင်ငံတို့ကိုတခင်ယေရှုကအာကောင်းကင်နဲ့တမန်ဟပါရဲ့ရှေ့မှောက်မှာတင်တမန်တို့ကြည့်လို့ရရှေ့မှောက်မှာပင်အာကောင်းကင်နိုင်ငံကိုတက်ကြောသွားတာကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ် เนาะအဲ့ဒီတည်းကအဲ့ဒီချိန်မှာကောင်းကင်တိုင်းကောင်းကင်တမန်ဟပါရပါပြောလေ။ဩကာလီလေလူတော့အခုတခင်ယေဆုဟာအခုနင်တို့မျက်စိဆက်ရနေတဲ့ကောင်းကင်ဘုံကိုတက်ကြောက်တယ်လို့ဒီပုံစံအတိုင်းပဲဒီလိုစီကိုဒုတိယချိန်ပြန်လဲကြောက်လာမယ်ဆိုတဲ့ဟာလေးလေပြောတော့လာလေးကိုကျွန်တော်တို့တွေ့ရတယ်เนาะဆိုတော့ဒါပထမချမ်းစာ။ All right အာ uh, အဲဆာလန်ဂျန်ဇာကတော့အာကျွန်တော်တို့ဖာနာမပြောတော့ဘူးဒုတိယဂျန်ဇာဆိုရင်အေဖန်အိုဝါဒါစာခန်ဒီတီအခန်းငယ်16ကနေ23ကိုတွေ့ရပါတယ်ဒီထဲမှာဆိုရင်ねကျွန်တော်တို့ဘာကိုတွေ့ရတယ်လဲဆိုရင်ဖယားတခင်နဲ့ဖယားတခင်ကနေပြီးတော့ဒါတော့သူ့ရဲ့ဒါတော့တခင်ယေရှုကိုနော်လူစားဒီခန်နဲ့ပုဂ္ဂိုလ်လည်းဖြစ်တယ်ဖယားလည်းဖြစ်တယ်တခင်ယေရှုကိုဒီသူ့ရဲ့လက်ရာဖက်မှာ သူရဲ့လက်ရဖက်မှာထိုင်စီတဲ့အချောင်းသားကောင်းကင်ဘုံကိုပြန်တက်ကြောပြီးတဲ့နောက်ပိုင်းမှာတက္ကင်မှာခမည်းတော်ဖခင်ရဲ့လက်ရဖက်မှာထိုင်စီပြီးတော့အရာအလုံးရဲ့ထက်မှာတက္ကင်စုကိုထားတဲ့အချောင်းเนาะဒါလေးကိုကျွန်တော်တို့တွေ့ရတယ်เนาะတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့အရာပါပဲ။ ပြီးတော့အေဝံဂေလိကျမ်းစာမှာဆိုကျွန်တော်ပါတော့ရတယ်လဲဆိုရင်ရှင်လူကာခန်းကျင်ထက်ဆက်လျက်ခန်းကျင်46ကနေ53မှာကျွန်တော်တွေ့ရတယ်ဒီထဲမှာဆိုရင်တမန်တော်ကြီးတွေအားဒီအာတခင်ယေရှုရှင်ပြန်ထမ်းမြောက်တော်ပြီးတဲ့နောက်ပိုင်းမှာသူတို့ဒီ အာတခါတလေကြောက်လာကြတယ်တုံထုတ်ကြတယ်အဲ့လိုဖြစ်နေတဲ့အချိန်မှာတို့အချိန်မှာလာပြီးတော့တခင်ယေရှုကနေပြီးတော့တို့ကိုလာပြီးမှရှင်းပြတယ်အပြစ်လော့ချင်းတရားကိုတကဘာလုံးကိုဟိုးကြကြရမယ်ဆိုတဲ့အကြောင်းเนาะဒီတို့တွေဟာတမန်တော်ကြီးတွေကိုပြောတာပေါ့เนาะအဲ့ဒီအရာရဲ့မျက်မြင်သက်သေတွေဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရတယ်ပြီးတော့ကောင်းကင်ဘုံကိုတက်ကြွားရမယ်အကြောင်းเนาะပြီးတော့တမန်တော်ကြီးတွေကိုဂျေရုဆလင်မြို့မှာပဲအရင်ဦးဆုံးဝိညာဉ်တော်ကို ခင်ဆိုးနဲ့ခမီးတော်ဖခင်ဆေးထောက်ပေးမယ်ဝိညာဉ်တော်ကိုစောင့်နေကြဖို့ဖာကြတဲ့အကြောင်းအဲ့လိုနဲ့တခင်ဆိုးကနေပြီးတော့တမန်တော်ကြီးတွေကိုခေါ်သွားပြီးတော့ပေဒနီဖက်ကိုခေါ်သွားပြီးတော့သူတို့ရဲ့မျက်မြင်ကိုတွေ့မှာပဲဟာကောင်းကင်ဘုံမှာတက်ကြွသွားတယ်ဆိုတဲ့အရာလေးကိုကျွန်တော်တို့တွေ့ရတယ်ပြီးတော့တမန်တော်ကြီးတွေကလည်းဂျေရုဆလင်မြို့ကိုပြန်သွားပြီးတော့ဝါမြောက်စွာနဲ့ဖခင်ကိုချီးမွမ်းရင်းနဲ့နေခဲ့ကြတဲ့အကြောင်းကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့က အာဒီတခင်ဆိုးရဲ့ကောင်းကင်ဘုံကိုတက်ကြွချင်းဘွဲကိုကျွန်တော်လူတော်တော်များများမကျင်ပါဘူးကျွန်တော်တို့ညီအကိုခရိယန်အတိုင်းပိုင်းမှာမကျင်ပါဘူးလူတော်တော်များများကျင်ပါတာကဘာလဲဆင် Easter Sunday နော်သခင်ယေရှုရဲ့ရှင်ပြန်ထမြောက်ခြင်းတော့သခင်ယေရှုရဲ့မွေးဖွားခြင်းတော့ကိုကျင်းပကြတယ်ကဲတဲ့အတင်းတော်မှာလည်းကျင်းပတယ်ဒါပေမဲ့လူတော်တော်များများကသခင်ယေရှုရဲ့ကောင်းကင်ဘုံတို့တဲကြော်ခြင်းပွဲကိုမကျင်းပကြဘူးဒါပေမဲ့ကဲတဲ့အတင်းတော်ကကျင်းပတယ်ဘာကြောင့်လဲဒီဟာကဘာကြောင့်လဲဆိုရင်ဘုရားသခင်ရဲ့ကယ်တင်ခြင်းလုပ်ငန်းစဉ်အားလုံးကိုပဲလို့ပြောမလဲပြည့်ပြည့်စုံတဲ့အချက်တစ်ခုဖြစ်တယ်တန်ဖိုးလူကနေပြီးတော့ပထမကိုရင်သူဩဝါဒစာခန်းကြီး၁၄အခန်းငယ်၁၀ sorry အခန်းကြီး15အခန်းငယ်14မှာဘာပြောတာသလဲဆိုရင်ကျွန်တော်တို့ရဲ့တခင်ယေရှုကရှင်ပြန်ထမြောက်ခြင်းမရှိဘူးဆိုရင်ငါတို့ရဲ့ယုံကြည်ခြင်းကအလကားအတက်တက်ဖြစ်တယ်တော့တဘောကတော့တခင်ယေရှုတရှင်ပြန်ထမြောက်ခြင်းမရှိငါတို့ခရစ်တော်ကိုယုံစရာမလိုဘူးဘုရားကိုယုံစရာမလိုဘူးဆိုတဲ့ပုံစံခရစ်တော်ပေါ်မှာကျွန်တော်ယုံကြည်ခရစ်တော်ကဘုရားဖြစ်တယ်လို့ဆိုတဲ့ယုံကြည်ချက်မျိုးကအလကားဖြစ်တယ်စတဲ့ဖြစ်တန်ဘောလို့အလဲဝန်ခံထားတာကျွန်တော်တွေ့ရတယ်ပြောချင်တာခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းကအရာအားလုံးကိုဒီ ဒီပြည့်စုံသွားစေတဲ့အရာဖြစ်တယ်။လေးနဲ့သွားစေတဲ့အရာဖြစ်တယ်။ဒါအပြင်ထူးခြားတာကကျွန်တော်တို့ကက်သရီအတင်းတော်မှာဆို Holy Week ဆိုပြီးတော့ကျင်းပကြတယ်နော်။အတန်ရှင်တော်ရဲ့တတပတ်ခဏရက်ကိုအာတခင်ယေရှုညောင်းဆုံညာစာစာပွဲကိုကျင်းပါတယ်တခင်ယေရှုကတောက်ချာနေ Good Friday ကိုကျင်းပါတယ်တခင်ယေရှုရှင်ပြန်ထမ်းကြောင်းချင်းကိုကျင်းပါတယ် ။ဒါပေမဲ့တိအပြေမှာဒါတွေကိုပြည့်စုံသွားစေတဲ့အရာပါလဲဆိုရင်တခင်ဆိုရဲ့ကောင်းကင်ဘုံကိုကောင်းကင်နိုင်ငံတော်ကိုပြန်လဲတက်ကြွရရတယ်ဆိုတဲ့အရာဖြစ်တယ်။စဉ်းစားကြည့်ပါမစ်စရီတို့ဒါပုံလို့ပြောတဲ့တော့ခရစ်တော်ကရှင်ပြန်ထမြောက်ခြင်းမရှိကျွန်တော်ယုံကြည်ခြင်းကအလကားဖြစ်တယ်ဆိုတော့ကျွန်တော်သိရတယ်လို့တကယ်လို့ခရစ်တော်ကသာအာဒီစင်ရထမောက်တော့ပြည့်ရအောင်ပိုင်းပါလေကောင်းကင်ကိုပြမတက်ကြွပဲနဲ့လောကကြီးမှာလည်းပဲနေနေမယ်ဆိုရင်မိတ်ဆွေတို့ ကျွန်တော်တို့ပြောလို့လေကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကလည်းစဉ်းစားစရာဖြစ်တာအဲ့တော့ဒီခရစ်တော်ရဲ့ကောင်းကင်ဘုံကိုပြန်လဲတက်ကြွခြင်းအရာဟာ အမဒမဒီကျွန်တော်တို့ကျင်းပလာတဲ့ခရစ်တော်ရဲ့နောက်ဆုံးရဆာစာပွဲခရစ်တော်ရဲ့တည်ခြင်းခရစ်တော်ရဲ့ဒုက္ခခံခြင်းခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းအားလုံးကိုပြည့်စုံသွားစေတဲ့အရာဖြစ်တယ်ပြောချင်တာကယ်တင်ခြင်းကိုပြည့်မြောက်သွားစေတဲ့အရာဖြစ်တယ်ဆိုတဲ့အကိုကျွန်တော်တို့ကယ်တဲ့တဲ့တင်းတော့ talk show သွားစေခြင်းနဲ့တော့ကြောင့်ဒီသခင်ယေရှုရဲ့ကောင်းကင်ဘုံတော် bad dead ကြောချင်းပွဲကိုကျင်းပစေတာဖြစ်တဲ့အကြောင်း ပြောပြရင်းနဲ့ပဲကျွန်တော်ဖာရာရဲ့ဩဝါဒလေးကို talk show ချက်လေးကိုညီကုန်းချုပ်ပါတယ် thank you